မကြခင်ကျင်းပမဲ့အာဆီယံထိပ်သီးညီလာခံမှာအာနာသိန်းစကောင်းဆောင်မင်းအောင်လှိုင်တက်ရောက်မှာမဟုတ်ဘူးလို့အလဲကျဥက္ကဋ္ဌနိုင်ငံမလေးရှားဝန်ကြီးချုပ်ကအတည်ပြုလိုက်ပါတယ်။အောက်တိုဘာ26ရက်ကနေ28ရက်ထိ3ရက်ကြာကျင်းပမဲ့58ချိန်မြောက်အာဆီယံထိပ်သီးညီလာခံမှာစကောင်းဆောင်ဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်တက်ရောက်မယ်လို့ပြီးခဲ့တဲ့ရက်ပိုင်းကအစ်ကောင်စီထောက်ခံတဲ့သတင်းမီဒီယာတို့ကဖော်ပြခဲ့ကြပြီးညီလာခံမစတင်မီရက်ပိုင်းလိုမှာပဲမလေးရှားဝန်ကြီးချုပ်ကအစ်ကောင်ဆောင်မတက်ရောက်ဖြစ်ဘူးလို့အတည်ပြုခဲ့တာဖြစ်ပါတယ်။ စကောင်းဆောင်ကိုရိုင်း2021ဧပြီမှာသဘောတူခဲ့တဲ့ဒူညီဆန္ဒ၅ရပ်ကိုလိုက်နာဖို့ပြတ်ကွက်တယ်ဆိုပြီးအာဆီယံဟာအဲ့ဒီနှစ်နောက်ပိုင်းကလေးကမြန်မာနိုင်ငံကိုစားပြုအဖြစ်နိုင်ငံရေးနဲ့မသက်ဆိုင်တဲ့ကိုယ်စားလှယ်ကိုသာတက်ရောက်ခွင့်ပြုမယ်လို့အဆုံးဖြတ်ခဲ့ပါတယ်။အဲ့ဒီနောက်ပိုင်းမှာလည်းအာနာသိန်းစကောင်းဆောင်ဟာအာဆီယံရဲ့ဒူညီဆန္ဒ၅ရပ်ကိုအကောင့်ထဲဖော်မှုမရှိတာကြောင့်အာဆီယံထိပ်သီးညီလာခံအပေါင်းအဝင်ဆက်ဆက်အစည်းအဝေးတွေကိုတက်ရောက်ခွင့်မရခဲ့ပါဘူး။အာနာသိန်းစကောင်းဆောင်မင်းအောင်လှိုင်အပြင်စကောင်းစီနိုင်ငံသားဝင်ကြီးကလည်း အာဆီယံနိုင်ငံသားရေးဝန်ကြီးအဆင့်နဲ့ဆက်ဆက်အစည်းအဝေးတွေမှာတက်ရောက်ခွင့်မရရှိခဲ့ပါဘူးစစ်ကောင်းဆောင်တဲ့နိုင်ငံသားရေးဝန်ကြီးတို့ဟာအာဆီယံထိပ်သီးညီလာခံနဲ့ဆက်ဆက်အစည်းအဝေးတွေကိုတက်ရောက်ခွင့်မရတာဟာအခုဆိုရင်အကြိမ်အရေအတွက်အားဖြင့်အ ਨੇ ဆုံး၉ကြိမ်ရှိပါပြီအာဆီယံအဖွဲ့ဝင်နိုင်ငံခေါင်းဆောင်အားလုံးတက်ရောက်ကြမဲ့ထိပ်သီးညီလာခံမှာအမေရိကန်သမ္မတဒေါ်နယ်ထရန့်အပေါ်ဝင်ကမ္ဘာအင်အားကြီးနိုင်ငံတွေကခေါင်းဆောင်တွေလည်းတက်ရောက်ကြဖို့ရှိတယ်လို့သိရပါတယ်ဒါပေမဲ့ရုရှားသမ္မတဗလာဒီမာပူတင်ကတော့ ညီလာခံတက်ရောက်မှာမဟုတ်ဘဲသူ့အစားဒုတိယဝန်ကြီးချုပ်အလက်ဇန်းဒါနိုဗက်တက်ရောက်မယ်လို့မလေးရှားဝန်ကြီးချုပ်ကပြောထားပါတယ်။ဒေသတွင်းခေါင်းဆောင်တွေအပြင်ကမ္ဘာခေါင်းဆောင်အများအပြားတက်ရောက်ကြမယ်။အာဆီယံထိပ်သီးညီလာခံမှာနှစ်နိုင်ငံအချင်းချင်းကြားတွဲဆုံဆွေးနွေးမှုတွေတော့မကပဲ။ကုန်သွယ်ရေးဒေသတွင်းလုံခြုံရေးလူသားချင်းစာနာထောက်ထားမှုဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးကိစ္စတွေကိုလည်းဆွေးနွေးသွားကြဖို့ရှိတယ်လို့သိရပါပါရှင်။